န္တလေးတိုင်းပြည်ကြီးတကွန်မြို့နယ်မှာပျောက်ဆုံးနေတဲ့ကလေးနှစ်ဦးကိုသေဆုံးလျက်ပြန်လည်တွေ့ရှိဖေရမ်းမကိုင်းနဲ့ဖေရမ်းမကိုင်းနဲ့မင်္ဂလာပါပြည်သက်ကြီးမန္တလေးမြို့ပြည်ကြီးတကွန်မြို့နယ်၌ပျောက်ဆုံးနေတဲ့ကလေးနှစ်ဦးကိုမတ်လ၁၀ရက်နေ့မှာသေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရှိရပါတယ် ထိဆုံးသူကလေးနှစ်ဦးဟာမန္တလေးမြို့ပြည်ကြီးတကွန်မြို့နယ်50တလန်စက်မှုနှစ်မှာနေထိုင်သူ အသက်73နှစ်အရွယ်ရှိမောင်အောင်ခန့်ဦးနဲ့၎င်း၏ညီတဝန်းခွဲတော်ဆက်သူပြည်ကြီးတကွန်မြို့နယ်ညောင်မင်းကုန်းကျေးရွာမှာနေထိုင်သူအသက်70နှစ်အရွယ်ရှိမောင်ပြေဆောင်ကျော်တို့ဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါကလေးနှစ်ယောက်ရဲ့ရုပ်အလောင်းကိုပြန်လည်တွေ့ရှိတဲ့အချိန်မှာတန်တရားတရားခံအဖြစ်ဖမ်းဆီးခံထားရသူတွေကရဲစခန်းမှာဝန်ခံမှသာကလေးငယ်တွေတည်ဆုံနေတာကို သိခဲ့ရတာဖြစ်ကြောင်းတည်ဆုံသူကလေးနှစ်ဦးရဲ့မိသားစုနဲ့နှိဆက်သူတွေကပြောပါတယ်တက်ခဲတဲ့ကောင်တွေကိုယ်တိုင်ဝန်ခံခဲ့လို့အသက်မပါတော့တဲ့ကလေးရဲ့အလောင်းကိုပြန်တွေ့ခဲ့ရတယ်။တက်တဲ့သူတွေကမောင်လေးနဲ့အတိတွေပါပဲ ပျောက်တဲ့နေ့ကသူတို့အိမ်မှာကလေးဖုန်းကိုတွေးလို့ရဲတွေစစ်နေခဲ့ပေမဲ့ဝင်းမခံပဲနောက်ဆုံးရိုက်စစ်တော့မှဝန်ခံခဲ့တာပါ။ပြန်မခုခံနိုင်တဲ့ကလေးနှစ်ယောက်ကိုလူလေးယောက်ပေါင်းပြီးတတ်ခဲ့ကြတယ်လေ။သူတို့ကနရက်နေကလေးကတက်ပြီးပြစ်ထားခဲ့တာမို့ရက်ကြသွားတာရောလက်တွေခြေထောက်တွေရိုက်ချိုးခံထားရတာရောမို့ရုတ်တောင်မမမိနိုင်လာအောင်ဖြစ်နေခဲ့တာဝစ်ထားတဲ့အဝစ်စားကြောင့်သာပေါင်လေးရဲ့ရုပ်အလောင်းဆိုတာကိုလက်မခံခြင်းပဲလက်ခံခဲ့ရတာ။ မောင်လေးနဲ့အတူပါသွားတယ်ဆယ်နှစ်ကလေးလေးဆိုရင်ခေါင်းထောင်ပါမလာတော့တယ်လို့ခြေရလက်တွေတောင်မစုံတော့ပါဘူးညီမမောင်လေးကတော့အပြည့်စုံပါနေသေးပေမဲ့ပါတယ်ဆိုရင်လေးပဲမို့ကလေးအလောင်းကကင်မိုးတောင်အစင်မပြေတော့တာမို့ဈေးရုံကအလောင်းတောင်မှအိမ်ပြန်တယ်လို့မရခဲ့ပါဘူးအလောင်းမှန်မှန်စစ်ဆေးရုံလေးပဲတွေ့ခဲ့ရတယ်တကြိုတဲ့အချိန်ရောက်မှပဲဈေးရုံကနေထုတ်လို့ရခဲ့တာပါလို့၎င်းကပြောပြခဲ့တာလေးဖြစ်ပါတယ် လက်ရှိမှာတော့ပြစ်မှုကျူးလွန်သူလို့ယူဆရသူ၄ဦးအနက်၃ဦးကိုဖမ်းဆီးရမိထားပြီးကျန်တဲ့ဦးကတော့အထွက်ပြေးတိမ်းချောင်နေတယ်လို့သိရပါတယ်။ရင်ကလေးငယ်နှစ်ဦးကိုတက်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးတက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့အပြစ်မှန်ကိုအမြန်ဆုံးစုံစမ်းဖော်ထုတ်ကအပြင်းထန်ဆုံးသောပြစ်ဒဏ်များချမှတ်ပေးဖို့အတွက်လည်းတောင်းဆိုထားကြပါသည် 2021ခုနှစ်နောက်ပိုင်းမှစတင်ပြီးရန်ကုန်မန္တလေးအပါအဝင်တခြားတိုင်းနဲ့ပြည်နယ်တွေမှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေနဲ့အသက်30အောက်လူငယ်များပျောက်ဆုံးမှုများရှိနေကြောင်းလူမှုကွန်ရက်ပေါ်မှာမကြာခဏသတင်းတွေထပ်ပေါ်လျက်ရှိတာလည်းဖြစ်ပါတယ်ဟုတ်မှာပေါ့ဟင်း

No